စကိုင်းတိုင်းအထက်ပိုင်းကချင်ပြည်နယ်နဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့ဗမောက်နယ်ထဲမှာရှမ်းနယ်အမျိုးသားများတပ်မတော် SN ကပြည်သူ၄၀ကျော်ကိုတသားသည့်စုဆောင်းဖို့အရမဖမ်းဆီးထားတယ်လို့ဒေသခံသတင်းမြစ်ကပြောပါရယ်။စောစုမဟာမိတ်ဖြစ်တဲ့ SN တပ်ဖွဲ့ဟာအရမတသားသည့်စုဆောင်းဖို့အတွက်ဗမောက်နယ်ဟ ோம் လင်းမြို့နယ်ထဲမှာရှိတဲ့ရွာတွေကပြည်သူတွေကိုအရမအတင်းအကျပ်ဖမ်းဆီးရမှာဗမောက်ရွာတွေကပြည်သူ၄၀ကျော်အခုလိုဖမ်းဆီးခံလိုက်ရတာပါ။ အဆက်နေတပ်ဖွဲ့ဟာဗမောက်နယ်မြောက်ချမ်းမှာရှိတဲ့ခေါင်တုံးလေသားနဲ့ဘူးတောင်းရွာတွေကပြည်သူ44ဦးကိုမေလ30ရက်ကတစ်ကြိမ်ဇွန်လ5ရက်ကတစ်ကြိမ်နှစ်ကြိမ်ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့ဒေသခံသတင်းမြစ်တွေကပြောပါရယ်ခေါင်တုံးရွာက15ဦးဘူးတောင်းရွာက21ဦးနဲ့လေသားကုန်းရွာက10ဦးစုစုပေါင်း54ဦးဖမ်းဆီးခံရတာဖြစ်ပြီးအဲ့ဒီထဲမှာအမျိုးသမီးတွေလည်းပါဝင်သလိုအသက်60နဲ့80အရွယ်လူကြီးတွေလည်းပါဝင်ပါရယ် ဒါအပြင်ဗမောက်မျိုးရဲ့အနောက်ဘက်နယ်မြေချင်းထိစပ်နေတဲ့ဟောင်းမလင်းဒေသမှာလည်း SNL တပ်ကတပ်သားတွေစုဆောင်းနေပါတယ်။ SNL တပ်ဖွဲ့တွေရာရဲကိုပြန်ရောက်လာပြီးဖမ်းဆီးမှဆိုရကြောင်းခေါင်တုံးဘူတောင်နဲ့လေတာကုန်းရွာကဒေသခံတွေတိမ်းရှောင်နေရပြီးတော့အကူအညီတွေလည်းလိုအပ်နေပါတယ်။ဟောင်းမလင်းတပ်ပိုင်းကချင်ပြည်နယ်နဲ့ဆက်စပ်တဲ့နယ်စပ်တွေမှာအဆက်နေအနေနဲ့စကန်တွေလက်လွတ်ဆုံးရှုံးထားရတာကြောင့်အင်အားလိုအပ်ချက်ကြီးမားနေတဲ့အတွက် အခုလိုအရမတသားတဲ့စူးစောင်းနေတာဖြစ်တယ်လို့ဒေသခံတချို့ကသုံးသပ်ပြောဆိုပါရတယ်။